တိုင်းလူတိုင်းဟာကိုယ့်ကိုယ်ကိုမဆုံးမသေးသည်မျှကိုယ့်ကိုယ်ကိုမပြင်းသေးသည်မျှဆရာမိဘတွေဘယ်တော့ပဲဆုံးမဆုံးမကိုယ့်ကိုဆုံးမနိုင်ပါသလဲအရင်ခြေဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ကိုယ့်ကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒိမယင်ကြီးတဲ့လမ်းကြောင်းတိုင်လိုက်ပြီးကိုယ်ကိုယ်တိုင်ကိုယ့်ကိုယ်ပြုပြင်နိုင်မှသာလဲလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြရုံတသက်များသာဖြစ်တယ် ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြပြဆုံးနဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းนี่ရသဗျာကိုယ်တိုင်ကလည်းတရားရီကိုတတိပေးတဲ့စကားမင်ချခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလောကမြို့တိုက်တဲ့ကိစ္စတွေကိုမင်းတို့ဖြတ်ပြီးစူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်တာဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုတကားဟာအလုံးကမှန်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှမျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအသေးပင်ကပါလဲလို့ဆိုလို့ရှိရင်လူတွေကကိုယ့်ကိုယ်မဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုယ်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခရင်နေ